ုရှင်ခမစပြီးတရားရှိမှကြရမှာဖြစ်ပါတယ်။မြတ်စွာဘုရားသခင်ကတော်မြတ်ကြီးကကာယမိမံသမတ္တထပရိဇာနာထပုဏ္ဏပုဏ္ဏကာယေသဘာဝဝိရိတဝါနာဒုက္ခတန္တကရိတတိလို့တရားရှိမှခြင်းနဲ့ပတ်သက်ပြီးတော့ဟောကြားတော်မူခဲ့ပါတယ် ဣမကယဟောရိခန္ဓာကိုကြီးကိုသမတ္တထဉာဏ်နဲ့ရှုကြည့်လိုက်ကြသမ္မာကာယဆိုတာနာမကာယနဲ့ရူပကာယရှိတယ်ကာယဆိုတာကအပေါင်းပေါ့ဘာတွေပေါင်းထားတာလဲလို့ဆိုရင်နာမ်တွေပေါင်းထားတယ်ရုပ်တွေပေါင်းထားတယ်နာမ်ပေါင်းတဲ့ရုပ်ပေါင်းနာမ်တရားနဲ့ရုပ်တရား အရိဏတရားယုံတရားကိုသမတ္တထသုံးသပ်ပေးပါဆင်ញင်ပေးပါနှလုံးသွင်းပေးပါသုံးသပ်တဲ့ဆင်ញင်တယ်နှလုံးသွင်းတယ်ဆိုတာဘာပြောတာလဲဆိုရင်ငကောကကိုသိနေတဲ့ပုဂ္ဂိုလ်တ attva ဆိုတဲ့အသိရှိတယ်ငါဆိုတဲ့အသိလေးရှိတယ်အခုပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါမဟုတ်ဘူး ရုပ်ဆိုတဲ့တရားနာမ်ဆိုတဲ့တရားပဲကိုသိလဲရတဲ့ကိုမြင်လဲရတဲ့အာယုံတစ်ခုကိုပုဂ္ဂိုလ်တ attva မဟုတ်ပါဘူးရုပ်ပါပဲနာမ်ပါပဲလို့အဲ့ဒီလိုအတိကလေးခိုင်ခိုင်မာမာဖြစ်အောင်စဉ္ညာနှလုံးသွင်းပေးခြင်းကိုသမတ္တထာလို့ဒီလိုခေါ်ပါတယ် သောသောကမိမိရဲ့စိတ်ထဲမှာစွဲနေတာကမိမိခန္ဓာမှာဘယ်လိုသဘာဝတရားကလေးပဲပေါ်လာသည်ဖြစ်စေဣတ္တမမဒါငါပဲအဲ့ဒီလိုအထင်လေးရှိတယ်ဣသောဟမတ္တမိငါဥစ္စာပဲဒီလိုအထင်လေးရှိတယ်ဣသောမေအတ္တငါနဲ့ဆိုင်တယ်ဒီလိုအထင်လေးရှိတယ်ငါပဲငါဥစ္စာပဲငါနဲ့ဆိုင်တယ် ာလေးပဲဖြစ်ဖြစ်ငါငါဥစ္စာငါနဲ့ဆိုင်နာတာလေးကလည်းငါနဲ့ဆိုင်တယ်ကျင်တာလေးကလည်းငါနဲ့ဆိုင်တယ်ကြိုက်တာလေးကလည်းငါနဲ့ဆိုင်တယ်ငါမှဖြစ်နေတာငါမှကြိုက်တဲ့သဘောလေးဖြစ်နေတယ်ကြိုက်တဲ့သဘောလေးငါမှရှိတယ်ငါမှနာတဲ့သဘောလေးရှိနေတယ်နာတဲ့သဘောလေးငါမှဖြစ်နေတယ်ငါမှကျင်တဲ့သဘောလေးရှိနေတယ်ကျင်တဲ့သဘောလေးငါမှဖြစ်နေတယ်ငါနဲ့ ဓာရဲကျင်တဲ့ကြိုက်တဲ့ခဲတဲ့သဘောတွေကိုသွားပြီးတော့သိမ့်ပိုက်ပလိုက်တာထတ်တူထမ်းမြပြုတ်ပလိုက်တာမိမိတဏ္ဍာမဘယ်သဘာဝတရားပဲပေါ်ပေါ်အဲ့ဒီသဘာဝတရားတွေအားလုံးဟာငါပဲငါမှဖြစ်နေတာပဲငါနဲ့ပတ်သက်နေတာပဲအဲ့ဒီလို့ဆိုတော့ ပုဂ္ဂိုလ်တ attva ငါဆိုတဲ့ဆွဲလေးနဲ့ဆွဲနေတာဖြစ်တဲ့အတွက်အဲ့ဒါဒိဋ္ဌိဆွဲလို့ခေါ်တယ်။တက္ကရာဒိဋ္ဌိဆွဲ။အေးအဲ့ဒီသဘာဝတရားကလေးတွေဟာငါပဲငါဥစ္စာပဲငါနဲ့ဆိုင်တယ်ဆိုတော့ငါပိုင်တဲ့ပစ္စည်းငါမှမခင်ရင်ဘယ်လူကခင်မှာတော့ငါမှဒီနာတာလေးဖြစ်နေတာငါပဲကြိုက်ပါမလဲ။ငါမနာတာလေးကိုကြိုက်တာပေါ့။ ျင်နာလေးဖြစ်နေတာငါပဲကြိုက်ပါမလဲငါမကျင်နာလေးကိုကြိုက်တာပေါ့ကြိုက်တာလေးဖြစ်နေတာငါပဲကြိုက်ပါမလဲငါမကြိုက်မကြိုက်တာကိုကြိုက်တာပေါ့ဒါတဏှာရဲ့သဘောလေးပဲဒိဋ္ဌိဇောကိုကြောင်းပြုတ်ပြီးတော့အဲ့ဒီတဏှာဇောလေးကလည်းပဲထัจမကွာဖြစ်နေတယ်အရိတနာဆိုအရိဒိဋ္ဌိဆိုနဲ့ဒီခန္ဓာကိုယ်ကို သုံးသပ်နေမယ်ဆိုရင်အမှန်တိတဲ့သုံးသပ်ခြင်း ဟုတ်ပါဘူးအမှန်မြင်တဲ့သုံးသပ်ခြင်းမဟုတ်ပါဘူးဒါကြောင့်မလို့မြတ်စွာဘုရားကယနေ့တရားရှိမှတ်တဲ့ယောဂီပုဂ္ဂိုလ်များအတွက်အမှန်ဖြစ်တဲ့သုံးသပ်ခြင်းအမှန်ဖြစ်တဲ့ဆင်ញင်နှလုံးသွင်းခြင်းဖြစ်အောင်ကာယမိမသမတ္တထဟောရီယုတ်ခန္ဓာဟောရီနတ်ခန္ဓာမြင်အောင် သုံးသပ်ပေးပါဆင်ញင်ပေးပါနှလုံးသွင်းပေးပါလို့ဟောကြားပေးခြင်းဖြစ်ပါတယ်ဘလောက်ပဲပုဂ္ဂိုလ်တ attva ငါလို့ထင်နေသည်ဖြစ်စေပုဂ္ဂိုလ်တ attva ငါမဟုတ်ပါဘူးလို့စိတ်ထဲမှာအမြဲတမ်းဆင်ခြင်ပေးနာရလေးပေါ်လာတိုင်းပေါ်လာတိုင်းအာရပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးဒီလိုဆင်ញင်ပေးပါနှလုံးသွင်းပေးပါ ကျင်နာလေးပေါ်လာတိုင်းပေါ်လာတိုင်းပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးခက်တာလေးပေါ်လာတိုင်းပေါ်လာတိုင်းငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါနဲ့မဆိုင်ဘူးမြင်နေကြတဲ့နာနဲ့စားတဲ့ထိတဲ့တွေးတဲ့အဲ့ဒီသဘာဝလေးတွေပေါ်လာရင်လည်းပဲအဲ့ဒါလေးတွေဟာပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူး ဒါရီအကြောင်းတိုက်ဆိုင်လို့ဖြစ်တဲ့အကျိုးတရားလေးတွေပဲငါမှမဟုတ်ဖဲပဲငါဥစ္စာမှမဟုတ်ဖဲပဲငါနဲ့မှမဆိုင်ဖဲပဲဒီတော့ဘာတရားကလေးတွေဖြစ်နေလို့လည်းပဲဘာမြဝမ်းနေเสียရှိတော့ကောင်းတဲ့သဘာဝတရားကလေးတွေဖြစ်နေလို့လည်းပဲဘာမြဝမ်းသာเสียရှိတော့ ငါနဲ့မှမဆိုင်ပဲပဲငါမှမဟုတ်ပဲပဲငါဥစ္စာမှမဟုတ်ပဲပဲတပ္ပတသူအကြောင်းတိုက်လို့ကြိုးတွေဖြစ်နေတာပဲအကြောင်းကြောင့်ဖြစ်တဲ့ကြိုးတရားတွေပဲဒါခန္ဓာလန်းစဉ်ခန္ဓာရှိရင်ဒီပုံစံတွေဖြစ်နေမှာပဲနာရာသည်ခန္ဓာရှိလို့ဖြစ်တာကျင်နာသည်ခန္ဓာရှိလို့ဖြစ်တာကြိုက်တာသည်ခန္ဓာရှိလို့ဖြစ်တာခန္ဓာရှိရင်ဒါတွေရှိမှာပဲ န္ဓာကသူ့သဘာဝသူပြနေတာပဲသူ့သဘောသူဆောင်ပြီးဖြစ်နေတာပဲဓာတုရဲ့သဘာဝပဲဓာတုရဲ့ထုံနှံစင်လာပဲခန္ဓာကိုခန္ဓာပါပဲလို့သာပိုင်ပိုင်နဲ့နဲ့သိရင်ဒီအတွေးမျိုးဝင်ပေးနိုင်တယ်ဒီအတွေးမျိုးဝင်ပေးပေးနိုင်တာဘာကြောင့်တော့ခန္ဓာကိုခန္ဓာမှမသိလို့ခန္ဓာကိုခန္ဓာမှသိပင်သိ냐တော့လည်းပဲဒီခန္ဓာအပေါ်မှာပုဂ္ဂိုလ်တ attva ငါနဲ့စွဲနေလို့ အဲ့ဒါဆိုရင်နာတာလဲငါကျင်တာလဲငါကြိုက်တာလဲငါအနာပြောက်တာလဲငါအကျင်ပြောက်တာလဲငါအကြိုက်ပြောက်တာလဲငါပုဂ္ဂတတ္တဝါနဲ့စွဲနေသမျှကာလပတ်လုံး90ရဘယ်တော့မှမပြောက်ဘူးအမှန်မမြင်သမျှကာလပတ်လုံး90ဘယ်တော့မှမပြောက်ဘူး90မပြောက်သမျှကာလပတ်လုံးဖြစ်ပေါ်လာတဲ့သဘာဝတရားကလေးတွေအပေါ်မှာ နာတော့နာပြန်ပြီကျင်တော့ကျင်ပြန်ပြီကြိုက်တော့ကြိုက်ပြန်ပြီဆိုပြီးတော့အပြစ်တွေရှာနေမှာပဲမနာမကျင်မကြိုက်တာကိုမျောလင့်နေအောင်မှာပဲအဲ့ဒီလိုအမှန်မမြင်ဘဲနဲ့သာဒီခန္ဓာကိုယ်ကြီးကိုသုံးသပ်နေကြမယ်ဆိုရင်ဘယ်တော့မှဒုက္ခတန်တန်ကရိတ္တိဆိုတဲ့နိဗ္ဗာန်ရောက်မှာမဟုတ်ဘူးဒီအခြေခံကလေးကိုသဘောပေါက်ပြီးတော့ မိမိတဏ္ဍာမဖြစ်ပေါ်နေတဲ့ရုပ်သဘောနာမ်သဘောကလေးတွေကိုသူတို့နဲ့လျော်တဲ့အမြင်သူတို့နဲ့လျော်တဲ့အတွေ့ဒါလေးတွေနဲ့မြင်ပေးပါ တွေးပေးပါ သုံးသပ်ပေးပါဆင်ញင်ပေးပါဣမံကာယဟောဒီခန္ဓာကိုယ်ကြီးကို သမတ္တထသုံးသပ်ပေးပါဆိုတာဒီပုံမန္တရာကြီးကိုသုံးသပ်ပေးရမှာမဟုတ်ဘူးဒုပုံကခြေလဲဆိုတဲ့ပညာဆိုင်ခဲကြီးကိုထပ်ခါတလဲလဲကြည့်နေရမှာမဟုတ်ဘူး ောဒီပုံမန္တရာကြီးထဲမှာရှိနေတဲ့ရုပ်သဘောနံသဘောကိုမြင်အောင်သုံးသပ်ပြရမှာရုပ်သဘောနံသဘောကိုမြင်အောင်ကြည့်ပြရမှာအဲဒီလိုကြည့်လိုက်လို့ဒါရုပ်သဘောပဲဒါနံသဘောပဲလို့မိမိစိတ်ထဲမှာအမှန်တိုင်းမြင်လာပြီဆိုရင်ပုဏ္ဏပုဏ္ဏပရိဇာနာထ အဖန်တလဲလဲသိအောင်ကြိုးစားပေးပါ။ဘာဖြစ်လို့တော့ရုပ်ဘဏ္ဍာပဲလို့သိပင်သိညာတော့လည်းပဲမိမိစိတ်ထဲမှာကပုဂ္ဂိုလ်တ attva ငါဆိုတဲ့အစွဲကြီးကကိန်းနေတဲ့အခါကျတော့ရုပ်ဆိုတဲ့အသိနာဆိုတဲ့အသိကလေးဟာပျောက်ပျောက်သွားတတ်တယ်။ရုပ်ဟုတ်သလားမဟုတ်သလားတန်တရားတွေဖြစ်နေတတ်တယ်။နာဟုတ်သလားမဟုတ်ဘူးလားတန်တရားတွေဖြစ်နေတတ်တယ်။ ယုံနာကိုယုံနာပါပဲလို့သဘောပေါက်ပြီမဲ့ပုဂ္ဂိုလ်တ attva ဆိုတဲ့အစွဲကဝင်ရောနေတဲ့အခါကျတော့ယုတ်ပဲနာမှာပဲလို့ယုတ်ပါပဲနာမှာပဲလို့ရှင်းရှင်းလင်းလင်းဆုံးမဲ့ချက်မချနိုင်မှုဖြစ်နေတယ်အဲ့ဒါကြောင့်မို့လို့ယုတ်ပဲနာပဲဆိုတဲ့အသည့်ကလေးခိုင်မာနေဖို့လိုတယ်ယုတ်ပဲနာပဲဆိုတဲ့အသည့်ကလေးရှင်းရှင်းလင်းလင်းဖြစ်နေဖို့လိုတယ် ယောဂကိုပိုင်ပိုင်ခြားခြားသိနေဖို့လိုတယ်နာမ်ကိုပိုင်ပိုင်ခြားခြားသိနေဖို့လိုတယ်ပုဂ္ဂိုလ်တ attva မဟုတ်ဘူးယုံနံပါပဲဆိုတဲ့အသေးကလေးခိုင်ခိုင်မာမာဖြစ်နေဖို့လိုတယ်ငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးအဲ့ဒီလိုအသေးကလေးခိုင်ခိုင်မာမာဖြစ်နေဖို့လိုတယ်အဲ့ဒီလိုဖြစ်နေဖို့ဆိုတာကပုဏ္ဏပုဏ္ဏဖန္တလလည်းပြိဇာနာထ တည်ပြလိုက်ပါ အမှန်တိဆိုတဲ့ပုဂ္ဂိုလ်တတ္တဝါငါတရဘယောက်ျားမိန်းမမှကင်းနေတဲ့ပုဂ္ဂိုလ်တတ္တဝါငါတရဘယောက်ျားမိန်းမမဟုတ်တဲ့ရုပ်ပါပဲနာမ်ပါပဲဆိုတဲ့အတိအမှန်တိလေးကိုထက်ခါတလဲလဲသိအောင်ကြိုးစားပေးပါတတိအားလေးနဲ့ကြိုးစားပေးဝရိယအားလေးနဲ့ကြိုးစားပေးတမာတိအားလေးနဲ့ကြိုးစားပေး အဲ့ဒီလိုကြောစားပေးလိုက်နိုင်ရင်ကာယေသဘာဝဝိတိတဝါနာဟောဒီယုတ်ခန္ဓာနာခန္ဓာဆိုတဲ့ကာယရဲ့သဘာဝတရားကလေးတွေကို အမှန်တိုင်းသိလာပါလိမ့်မယ်အမှန်တိုင်းမသိလို့မဖြစ်ဘူးအမှန်တိုင်းမသိရင်တမာဒိဋ္ဌိမဖြစ်ဘူးအမှန်တိုင်းသိမှတမာဒိဋ္ဌိဖြစ်တယ်တမာဒိဋ္ဌိဖြစ်မှမဂ်ကင်ဖြစ်တယ်မဂ်ကင်ဖြစ်မှနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းအကျင့်မြတ်ဖြစ်တယ် ဒါကြောင့်မလို့သူ့ရဲ့သဘာဝကိုမြင်အောင်ကြည့်ရမယ်သူ့ဘာသဘောရှိတော့အခြေခံအဖြစ်ရုပ်သည်ဖောက်ပြန်တဲ့သဘောရှိတယ်နာမ်သည်တိတက်တဲ့သဘောရှိတယ်အဲ့ဒီသဘောကိုသဘောပေါက်နေဖို့လိုတယ်ဒါသဘာဝတရားလေးပဲဒါသဘာဝတရားလေးပဲဒါသဘာဝတရားလေးပဲရုပ်ဟာရုပ်ရဲ့သဘောလေးကိုပြနေတယ်နာမ်ကနာမ်ရဲ့သဘောလေးကိုပြနေတယ်အဲ့ဒီသဘာဝလေးဟာ ုဂ္ဂိုလ်တ attva မဟုတ်ဘူးအကောင့်ထဲမရှိဘူးပုံမှန်တရမရှိဘူးအရာဝတ္ထုကြီးတခုမဟုတ်ဘူးဒါလေးကသဘာဝတရားလေးအဲ့ဒီသဘာဝတရားလေးတွေကဖြတ်ကနေဖြတ်ကနေဖြတ်ကနေဖြစ်နေတာဘာဖြစ်လို့ဖြတ်ကနေဖြတ်ကနေဖြတ်ကနေဖြစ်နေတာတော့အကြောင်းတွေကအမျိုးမျိုးတိုက်ဆိုင်နေတာကိုအကြောင်းတစ်ခုတိုက်ဆိုင်လိုက်အကျိုးတစ်ခုပေါ်လိုက်အကြောင်းတစ်ခုတိုက်ဆိုင်လိုက်အကျိုးတစ်ခုပေါ်လိုက်အကြောင်းတွေကအမျိုးမျိုးတိုက်ဆိုင်ပေးနေတာဖြစ်တဲ့အတွက်အကျိုးဖြစ်တဲ့ဒီသဘောပါတရားကလေးတွေဟာလည်းပဲ တမျိုးတည်းမဟုတ်ဘဲနဲ့အမျိုးမျိုးဖြစ်နေကြတာမိမိစိတ်ထဲမှာနာရသည်တကူတည်းလို့ထင်နေပြီမဲ့တကယ်တမ်းကျတော့ပုံစံနဲ့နာနေတာမဟုတ်ပါဘူးကြိုက်တာသည်တကူတည်းလို့ထင်နေပြီမဲ့တကယ်တမ်းကျတော့ကြိုက်တာသည်ဒီပုံစံနဲ့ကြိုက်နေတာမဟုတ်ပါဘူးတို့လာလိုက်ညော့သွားလိုက်နာဗိနာညာတော့လည်းပဲထုံပြီးတော့နာလိုက်ကျင်ပြီးတော့နာလိုက်ကြိုက်ပြီးတော့နာလိုက် ိုလို့ပြီးတော့နာလိုက်အေးပြီးတော့နာလိုက်အမျိုးမျိုးသောသဘာဝတရားကလေးတွေပြောင်းပြောင်းပြီးတော့ဖြစ်နေတယ်မိမိစိတ်ထဲမှာတော့တမျိုးတည်းလို့ထင်နေတယ်ဒါပေမဲ့သူ့သဘာဝကတမျိုးတည်းမဟုတ်ဘူးတရစ်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 တိုးလာတယ်နဲ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 ယော့သွားတယ်တိုးလာလိုက်ယော့သွားလိုက်ပူလာလိုက်အေးသွားလိုက်ထုံလာလိုက်နာလာလိုက်ကျင်လာလိုက်အမျိုးမျိုးသောသဘာဝတရားကလေးတွေ ဖြစ်နေတယ်အဲ့ဒီလိုမျိုးမျိုးဖြစ်နေတာဟာဘာကြောင့်တော့အကြောင်းတွေကအမျိုးမျိုးဖြစ်နေတယ်အကျိုးတွေအမျိုးမျိုးဖြစ်နေတာအော်ဒီခန္ဓာဟာ အကြောင်းကြောင့်ဖြစ်တဲ့ခန္ဓာပါလားဒီယုံနာတွေအကြောင်းကြောင့်ဖြစ်တဲ့အကျိုးယုံနာပါလားအကြောင်းတွေတကွသိသိပြီးတော့သိသွားတယ် အကြောင်းတွေပြောင်းနေလို့အကျိုးတွေပြောင်းနေတာပါလားအကြောင်းတွေပြက်လို့အကျိုးတွေပြက်နေတာပါလားနောက်ထပ်အကြောင်းတွေထပ်ဖြစ်နေလို့အကျိုးတွေထပ်ဖြစ်နေတာပါလားဟောဒီသဘောဝတရားကလေးဟာဖြတ်ခနဲ့ဖြတ်ခနဲ့ဖြတ်ခနဲ့ဆိုတာပါလေသဘောဝတစ်ခုနဲ့တစ်ခု အများရန်ပြောင်းပြောင်းနေတယ်ပြောင်းနေတာကိုမြင်အောင်ကြည့်မတူတာကိုမြင်အောင်ကြည့် ကွယ်ပြားခြားနာချက်ကလေးတွေမြင်အောင်ကြည့်အဲ့ဒီလိုမြင်ဖို့ဆိုတာတမာရီအားကောင်းဖို့လိုတယ်တမာရီအားကောင်းကောင်းနဲ့စိုက်ကြည့်ပြီးနိုင်မှမတူတဲ့သဘောလေးတွေတွေ့တာတမာရီအားနဲ့ရင်တပုံစံနဲ့လိုထင်နေတတ်တယ်အဲ့ဒီတော့ပရမကြည့်ရမှာကဒါပုဂ္ဂိုလ်တ attva မဟုတ်ဘူးဒါယုံနံပါပဲဆိုတဲ့အမြင်မြင်အောင်ကြည့်ဖို့လိုတယ်ဒုတိယကြည့်ရမှာက အဲ့ဒီသဘာဝတရားကလေးတွေဟာယုံ nant တွေဟာတဘုံသာနဲ့ဖြစ်နေတာမဟုတ်ဘူးအမျိုးမျိုးဖြစ်နေတာပဲအမျိုးမျိုးပြောင်းလဲနေတာပဲတခုနဲ့တခုမတူဘူးတခုနဲ့တခုမတူတာဘလူတွေတော့သဘာဝတရားကလေးတွေတန်ခါမဟုတ်ဘူးငါနဲ့မဆိုင်ဘူးငါမဟုတ်တဲ့သဘာဝတရားကလေးတွေအဲ့ဒီသဘာဝတရားကလေးတွေဟာ တမျိုးပြီးတမျိုးအမြဲတမ်းပြောင်းလဲမှုဖြစ်နေတယ်ဒါကိုမြင်အောင်ကြည့်အဲ့ဒီလိုကြည့်နေရင်ကြည့်နေရင်လည်းအကြောင်းအကျိုးဆက်သွယ်ပြီးတော့ပေါ်ပေါက်လာတဲ့သဘာဝတရားကလေးတွေကိုသဘောပေါက်လာတယ်ဒီအကြောင်းကြောင့်ဒီအကျိုးဖြစ်တယ်ဒီအကြောင်းကြောင့်ဒီအကျိုးဖြစ်တယ်အကြောင်းဖြစ် တော့အကျိုးဖြစ်တယ်အကြောင်းပြတ်တော့အကျိုးပြတ်ဖြစ်ပြတ်သဘောနဲ့ဖြစ်သဘောကိုလည်းပဲစိတ်ထဲမှာသဘောပေါက်လာတယ် မတူတာလေးကိုကြည်သောအဖြစ်မတူတာလေးဖြစ်လာခြင်းသည် အသိပေါ်လာခြင်းပဲအသိပေါ်လာခြင်းသည်အဟောင်းတစ်ခုချုပ်ပြောက်ပျက်စီးသွားခြင်းပဲအဟောင်းတစ်ခုမရှိတော့တာအသိပေါ်လာတာပေါ့အဟောင်းတစ်ခုရှိနေရင်အသိပေါ်လာပဲပေါ်လာပါမလဲပရမတ်တစ်ခုမရှိတော့လို့သာဒုတိယတစ်ခုပေါ်လာတာပေါ့ပရမတ်တစ်ခုရှိနေတဲ့ရင်ဒုတိယတစ်ခုပဲပေါ်လာပါမလဲအဲဒါကြောင့်မတူတာလေးတွေကိုသဘောပေါက်လာရင် ဟောင်းအသင်လဲသွားတာလည်းသဘောပေါက်လာတယ်မတူတာလေးတွေသဘောပေါက်သွားရင်အဟောင်းပြက်လို့သာအသစ်ပေါ်တာပဲဆိုတဲ့သဘောလေးတွေသဘောပေါက်လာတယ်အဟောင်းပြက်တာကအပြက်အသစ်ပေါ်လာတာကအဖြစ်အော်ဒါဖြစ်ပြက်သဘောပဲလို့သဘောပေါက်လာတယ်မတူဘူးမတူဘူးမတူဘူးမတူတာလေးတွေသဘောပေါက်တိုင်းပေါက်တိုင်းဒီသဘောဟာတရားကလေးဟာပုံစံနဲ့တည်တက်ခိုင်မြဲနေတာမဟုတ်ဘူးအမြဲတမ်း ပြောင်းလဲနေတယ်ဖောက်ပြန်နေတယ်ပြည့်စည်နေတယ်ဆိုတဲ့အနိစ္စသဘောလေးသဘောပေါက်လာတယ်မမြဲတဲ့သဘောဖောက်ပြန်တဲ့သဘောပြောင်းလဲတဲ့သဘောနဲ့နှိမ့်ဆက်နေလို့အော်ဒါဒုက္ခပဲဒုက္ခသစ္စာပဲသူရဲ့ဖြစ်စဉ်လေးထဲမှာမိမိရဲ့အလိုဆန္ဒဘာတစ်ခုမှပါရမဟုတ်ဘူးဒါကြောင့်မလို့အနတ္တကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့သဘောလေးတွေသဘောပေါက်လာတယ်အားလုံးခြုံပြီးတော့ကြည့်လိုက်တော့ ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာအနိစ္စပဲဒုက္ခပဲအနတ္တပဲဒါဖြစ်ပြက်ပဲလို့ဒီလိုသဘောပေါက်လာရင်ကာယေသဘာဝဝိတိတဝါနာလို့ဒီလိုခေါ်တယ်အဲဒီလိုသဘောပေါက်လာတဲ့အတွက်ဒုက္ခတန်တန်ကရိတ္တတိဒုက္ခချုပ်ရနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းဖြစ်နေပါပြီလို့မြတ်စွာဘုရားကတရားရှိမှန်နေတဲ့ယောဂီပုဂ္ဂိုလ်များ အတွက်လမ်းကြောင်းလေးကိုတည့်ပေးထားပါတယ်အဲဒါကြောင့်ယောဂီပုဂ္ဂိုလ်များကလည်းပဲ နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းဖြစ်ဖို့ဒီလမ်းကြောင်းအပေါ်မှာခိုင်ခိုင်မာမာရှောက်လန်းနိုင်အောင်ကြိုးစားပေးလိုက်ကြပါ